အားလုံးဒီနေ့တော့တောနဲ့ကြီးထဲကတစ်ပင်ပေါ်မှာဖွင့်ထားတဲ့ဆိုင်လေးတစ်ဆိုင်ကိုကျွန်တော် ခေါ်သွားချင်ပါလေ။အာဒီညာလေးကိုကြွားမယ်။ဒီလိုပုံစံနဲ့ကြွားမယ်။အဲ့တော့ဘယ်လိုပုံစံနဲ့ကြွားမလဲဆိုတာဒီလိုစစ်ဖို့အရင်ဦးဆုံးကျွန်တော်ကြည့်ကြရအောင်။ဟိုဒီလိုချူတန်းလေးတွေနဲ့နော်ဒီလိုချူတန်းလေးတွေနဲ့သွားမယ် ပေါ်ခဲ့ဒီပုံစံလေးတွေကိုကြည့်ပြီးတော့เนาะကျွန်တော်တို့ကချင်ပြည်နယ်တွေမှာလည်းတောင်တောင်နဲ့တောင်ပြည်သူလက်လုပ်ထိုင်ရင်ကောင်းမှာကချင်ပြည်နယ်ထက်ကျွန်တော်ချင်းတောင်ဘက်ဆိုတော့ပို့ပြီးတော့ကောင်းမှာချင်းတောင်ဘက်ကတောင်အရန်မြင့်ရောက်ပြီးအရန်နဲ့တော့ပို့လေเนาะအာဒီလိုလေးကြောင်းနဲ့ ကဲဟုတ်ပြီဒီလိုရောက်ပြီဆိုတော့နောက်တစ်ဆင့်ပြန်သွားမယ်ဟုတ်တော့နောက်တစ်ဆင့်ကျွန်တော်တို့ကဲဟိုလိုလေးနော်ဒီကနေကျွန်တော်တို့ဒီအာတော့အကက်တော့နဲ့ကြီးထဲမှာတစ်ပင်ကြီးကြီးတစ်ပင်နဲ့အပေါ်နော်တစ်ပင်ပေါ်မှာထောက်ထားတဲ့ဆိုင်လေးကိုဒီလိုချိုးတန်းလေးနဲ့သွားကြနော်အဲ့လိုလေးသွားမယ် ေးကျော်ဆရာကောင်းပါနော်ကျော်ဆရာလေးကောင်းပါပဲရောက်ပြီဒါဖြစ်ရင်ကျွန်တော်တစ်ပင်ထဲမှာရှိနေတယ်အဲ့ဒီတစ်ပင်ပေါ်မှာရှိနေတဲ့ဆိုင်လေးကိုကျွန်တော်အသွင်ဘက်ကိုပြန်ကြည့်ကြပါနော်ဒါနေ့ကပင်တူဖာတူဒီဒါလေးကတစ်ပင်ပေါ်မှာဖောက်ထားတဲ့ဆိုင်လေးကိုအဲဒီဆိုင်လေးကိုတွားကြည့်ရင်ခုနလိုနော်ကျိုးတွေတန်းနဲ့ သူတန်ကုန်းတန်တနေရာနဲ့တနေရာတို့ဘုရားစက်တီးတွေကိုစီးပြီးတော့သွားရတယ်နော်ကဲကျွန်တော်ဆရာလေးဒီနေရာလေးမှာပန်းပြေကိုသင်ခန်းတနေ့ကျပင်ဟုံးနာမှာကျင်းငက်တန်တွေကနော်ကဒါရတကယ်လွမ်းမိုးဖွဲ့ရအောင်ဒီမှာ WC လဲပါတယ်ဟုတ်ကဲ့ ဟာအင်းစူးတယ်မြန်မာတဲ့တစ်ပင်ကြီးပေါ်မှာဒီလိုတစ်ပင်နာဒီလိုလေးတစ်ခေါက်တော့တွားလေးရှင်းပါတယ်မိတ်ဆွေတွေရောဘယ်လိုလဲတွားလေးရှင်းကြတကယ်တိုးကြီးမမဲတဲ့မှာနော်ဒီပြန်အမြင့်ကြီးပေါ်မှာဒီလိုလဲဆောက်ထားတာရောင်ကြီးအဲ့တော့အဲ့ဒီပေါ်မှာသွားရပြီးတော့အပန်းဖြေဘယ်လောက်ထိစိတ်ချမ်းသာလဲဒီပါဝင်ချင်းမှလည်းချင်းကတရကတန်နေလဲကြားနေရတယ်စိတ်အေးလေးအင်းနဲ့အနာယူနိုင်မယ်နေရတယ်တကယ် တော့ဆင်းမိပါတယ်မိတ်ဆွေတို့ပဲကဲနောက်ထပ်ဆီဆန်းတဲ့အရာလေးတွေ့ရင်တံတေးပြီးတော့မြောက်ဝင်ပြပါမယ်အားလုံးဘိုက်ဘိုက်ပါ See you next video